တနင်္လာရီတိုင်းပလောမျိုးရှိအာရခတစ်စာတင်ကြောင်းကို PDF တွေကဘုံးကျဲခဲ့တယ်လို့လူမှုကွန်ရက်မှာရေးသားဖြန့်ဝေနေကြပါတယ်။တရင်တမန် Telegram Channel ကနေမလ23ရက်မှာစာတင်ကြောင်းကိုဒရုန်းဘုံးချတဲ့အကြမ်းဖက် NUG PDF အဖြစ်သမားများတနင်္လာရီတိုင်းပလောမျိုးအာရခတစ်ကြောင်းကိုအကြမ်းဖက် NUG PDF အုပ်စုကယနေ့မိုးလယ်2နာရီ45မိနစ်အချိန်3နာရီအချိန်၌အချိန်ဒရုန်းဖြင့်ဘုံးချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါအကြောင်းနိုင်အကြောင်းသားအကြောင်းသူ2000ကျော်တက်ရောက်လျက်ရှိကြောင်းသိရှိရသည်။ ကျောင်းတက်ပညာသင်နေတဲ့ကလေးတွေကဘာပြည့်ရှိနေလို့လဲပညာတက်သွားမှကိုမလို့လားကြဘူးနဲ့တူတယ်လို့ရေးသားကတပုတ်နှစ်ပုံနဲ့အတူဖြန့်ဝေထားပါတယ်။အောက်ဆုံးမှာတော့ BOB News 22ရက်3/2025လို့ထည့်သွင်းရေးသားထားပါတယ်။ဒီသတင်းကိုကြည့်ရှုသူ၄00ကျော်ရှိနေပြီးအခြား channel နဲ့ group ရှိခုအပြင် Facebook မှာလည်းပြန့်နှံ့နေတာပါ။မြစည်းမကဒီကျောင်းရမှာပါဝင်တဲ့ပုံတွေကို Google Image Search မှာရှာဖွေခဲ့ပြီးသတင်းကျောင်းရတွေကိုစစ်စစ်ခဲ့ပါတယ်။ ဒီပုံလေးနဲ့ပဲလွန်ခဲ့တဲ့လေးလကလည်းစစ်ကောင်စီတပ်အကြောင်းအလေးပေးရေးသားပြီးစီယုံလှုံ့ဆော်လေးရှိတဲ့ပန်နဲ့ရဲဝန်စွန်စားပြီးချစ်သား website တွေကနေ2024နိုဝင်ဘာ20မှာဖော်ပြထားခဲ့တာကိုတွေ့ရပါတယ်။ဒီဖော်ပြမှုတွေမှာစာသင်ကျောင်းကို drone ဘုံချတဲ့အကြမ်းဖက် NUG PDF လို့ရေးထားပြီးအခုပြည့်နှက်နေတဲ့ပုံလေးနဲ့ပဲဖော်ပြထားတာပါ။နေရာနဲ့ဘုံကျဲချတဲ့အချိန်တွေနဲ့တူညီနေပါတယ်။ ဒီအကြောင်းကိုထပ်မံရှာဖွေတဲ့အခါမှာတော့တရင်နိုင်တိုင်းကသတင်းတွေကိုအလေးပေးဖော်ပြတဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ဒက်သတင်းနိုင်တိုင်းသတင်းဌာနကနေ2024ခုနှစ်နိုဝင်ဘာ21ရက်နေ့မှာပလော့အထက်တန်းကျောင်း drone နဲ့တိုက်ခိုက်ခံရတယ်လို့စစ်ကောင်စီဝါရဖြန့်လို့သတင်းဖော်ပြထားပါတယ်။သတင်းဖော်ပြမှုတွေမှာစာတင်ကျောင်းနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့လေဝိုင်းဖုံးကျောင်းအနီးမှာဘုံလီတချို့ကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကမေးမြန်းပြီးဖော်ပြထားပါတယ်။ ပြည်သူ့ကော်မတီတက်တွေဘက်ကလည်းစာသင်ကျောင်းကိုဘုံကျဲတာမရှိဘဲစစ်ကောင်စီတက်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောထားပါတယ်။ဒါကြောင့်တနင်္လာနေ့တိုင်းဒေသကြီးပလောမြို့နယ်မှာရှိတဲ့အထက်ကစစ်စာသင်ကျောင်းကို PDF တွေကဘုံကျဲခဲ့တယ်ဆိုတာဟာမဟုတ်မမှန်ပဲဝါရဖြန့်သတင်းအမှားပဲဖြစ်ပါတယ်။ဒီသတင်းမှားဟာအခုချိန်မှာရက်စွဲကိုပြန်လည်ပြင်ဆင်ပြီးထပ်ဆင့်ဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တဲ့ရင်တွေရှိခဲ့ရင်မြေစီမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာ Member ဝင်ပြည့်စုံရေးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။